ခင်ဗျာဒီနေ့ညမာတက္ကရအားဖြင့်ဆိုတော့1389ခုကစုံလာဇန်14ရက်နေ့ပေါ့နော်နောက်25ငါးလပိုင်း10ရက်မြန်မာပြည်စနေနေ့ဖြစ်ပါလေအဲတော့ကစုံလာဇန်14ရက်နေ့မနေ့ပြန်ဆိုရင်ကစုံလာပြည်နေ့ပေါ့ကစုံလာပြည်နေ့ဆိုရင်ကျွန်တော်ကစုံလာပြည်ဗုဒ္ဓနေ့တဲ့နော်ဒါတော့မြတ်စွာဘုရားလောကမှာပွတ်တော်မူလာပေါ့နော်ဒါရင်တော့ ารมีโยรีဖြည့်ကျင်ပြီးတော့ကြောင်းတရားတွေပြည့်စုံပြီးတော့ရည်မှန်းချက်ပန်းနိုင်ဘုရားဖြစ်သူရောက်ပြီဆိုတာမလက်ဖြံကဆုံးလာပြီနေဖြစ်ပါတယ်နော်အဲဒီနေ့ကတော့အဲလိုကဆုံးလာပြီနေအကျိုးတကဆုံးလာဆန်း14ရက်နေ့ပေါ့အဖေးနေ့ပေါ့လေအဲဒီနေ့ဒီကိမတ်စတိုလူရှင်မိသားစုကြီးအလုံးတော်တာမီမီမီဒီယာစူပေါင်းပြီးတော့ကုတုကောင်းမှုတွေပြုလုပ်ကြတဲ့အခါမှာဦးဇွန်နေနဲ့မြတ်စွာဘုရားကိုပူဇော်တော်အပ်ပြီး ုဒ္ဒနိပတ်ပုရကဝတ်လာမင်းတို့ဒီပရဘဝတုတ်တံကိုအခြေခံ၍တရားစကားလေးနိုင်ငယ်မြောက်ရေပူဇော်ပေးမှဖြစ်ပါတယ်နော်ဒီပရဘဝတုတ်တံကမင်းတို့ဒီဂါရာတွေနဲ့ဆိုရင်25ဂါရာလောက်ရှိတာပေါ့အမေးအဖြေနဲ့လာတာပေါ့လေဒီပရဘဝတုတ်တံကပါဠိလိုပြောတော့ပရဘဝပေါ့ဒီမှာလိုပြောတော့ကျတော့ပျက်စီးဆယုတ်ခြင်းရဲ့ဒီလမ်းစားတွေပေါ့လေနော်ပျက်စီးဆယုတ်ခြင်းရဲ့လမ်းစားတွေ ဲ့တော့ပရာဘဝသုတ်တံကိုဦးဇို့လေ့လာတဲ့အခါမှာပရာဘဝသုတ်တံရဲ့ရှေ့မှာမြတ်စွာဘုရားဟောကြားသွားတဲ့သုတ်တံတစ်ခုရှိတယ်။ဒါကပါလေမင်္ဂလာသုတ်တံတဲ့။ဘုလိုပဲကြီးသုတ်တဲမှာမင်္ဂလာသုတ်ပါတယ်မဟုတ်လား။ဟုတ်တယ်မင်္ဂလာသုတ်ပါတယ်။အဲဒီမင်္ဂလာသုတ်ဟာဒါဦးဇို့မင်္ဂလာသုတ်အိဗေရေးသိလို့ရှိရင်သိပါတယ်။ဒီစနေနေ့ဘလုံးနှစ်ပြီမှာဘုလိုဒီမင်္ဂလာတရားဆိုတာဘာလဲဘာလဲဆိုပြီးတော့ဒီပြည့်စုံတဲ့အဖြစ်မြင်ရကြတာ အဲ့မင်္ဂလာတုတ်ကိုမြတ်စွာဘုရားဟောကြားပြီးတဲ့နောက်နေ့မှာပရာဘွားတုတ်တံကိုဟောတာဖြစ်ပါတယ်နော်မင်္ဂလာတုတ်ကတော့ဒါဒီကောင်းကျိုးချမ်းသာကျက်တည်မင်္ဂလာတွေပြည့်စုံစေဖို့လမ်းစဉ်တွေကိုဒါနှစ်သားတွေကနေပြီးတော့လူတွေရဲ့လူအပ်ချက်တွေကိုမေးမြန်းနေလို့ပြောရမှာပေါ့အဲ့တော့နှစ်သားတွေကထပ်စဉ်းစားတယ်သူတို့ကဒီမင်္ဂလာဆိုတဲ့ကောင်းကျိုးချမ်းသာတွေနဲ့ပတ်သက်ပြီးတော့ဒါဘုရားရှင်တို့မေးလိုက်ပြီးပေါ့နော်ဒါဆိုရင်ကောင်းကျိုးချမ်းသာရဖို့အတွက်ဆိုရင် အပြန်အားဖြင့်ဆိုလို့ရှိရင် ကောင်းကျိုးချမ်းသာရဲ့စံကျင်ဘက်ဆင်းရဲဒုက္ခပျက်စီးခြင်းဟာလည်းရှိနိုင်တယ်ပေါ့အဲအဆိုမြတ်စွာဘုရားကထပ်မိမယ်ဆိုပြီးတော့နောက်နေ့ကျတော့ပရာဘဝဆိုတုတ်တာပျက်စီးခြင်းရဲ့လမ်းစာတွေပေါ့နော်ဆွေရခြင်းရဲ့လမ်းစာတွေနဲ့နှစ်သားတွေကမြတ်စွာဘုရားကိုမေးတာမေးတော့မြတ်စွာဘုရားကအဲ့မှာအမေးပြအပြင်းစေ25ခါတော့ရှိတယ်နော်ပြောရင်တော့ဒီအပြာအပြင်းစေတော့အမေး အဖြေဆိုရင်24ကာလာပဲရှိမှာပေါ့နောက်တစ်ကာလာတော့အပူဆောင်ပေါ့လေနော်ဒီအဲ့အိတ်ကာလာမှာဥရဒီလက်သားတွေမေးတဲ့ဟာတွေပေါ့အဲ့မေးတဲ့ဟာတွေဥရဒစိတစ်ပိုင်းနေနေဒါဒီနေ့မြောက်ဝင်မှာဖြစ်ပါတယ်ဒါဒီလောကကြီးရတယ်ဒီတပတ်တလန်လေးပြီးတော့သိပ္ပံပညာတွေတူတက်မှုနဲ့အတူလောကကြီးကတူတက်တယ်လို့ဆိုရင်ဆိုညာတော်လည်းပဲလူကြီးရဲ့စိတ်ဓာတ်တွေကတပတ်တလန်နေပြီးတော့ ောကဓာတ်ကြီးထူထောင်မှုကိုခံပြီးတော့ဆင်းရဲဒုက္ခတွေပဲပို့ပြီးတော့ကြုံနေကြရတယ်။လူတိုင်းရောတော့ချမ်းသာခြင်း၊ရင်းအေးခြင်းတွေလူချင်းကြတာပဲဟုတ်တယ်မလား။ဒီပဒလအနေနဲ့ဒါလောကရဲ့လောကရပညာ၊သိပ္ပံပညာတွေကနေပြီးတော့လူကြီးရဲ့လူသားလူကြီးရဲ့လူအပ်ချက်တွေလည်းပြောပြောပေါ့ဖြည့်စည်းတာပေါ့ဖြည့်စည်းဖြည့်စည်းနဲ့ဘာဖြစ်လာလဲဆိုတော့ဖြည့်စည်းပြီးတော့မနိုင်မနှင်းဖြစ်တယ်လို့ပြောရမှာလားဒါမှမဟုတ်ရှင်လေလူတွေကအဲ့ဖြည့်စည်းမှုတွေကိုလိုက်ရင်းနဲ့ မောပန်းပြီးတော့ပင်ပန်းမှုတွေဆင်းရဲဒုက္ခတွေကြုံရတယ်လို့ပြောရမှာနော်လောကကြီးကတော့သူ့ရဲ့ဒီနားစင်တိုင်းပဲသွားမှာပဲအဲသွားနေတဲ့လောကကြီးနောက်ကိုဦးဇနောမျက်စိမိတ်လိုက်လို့မရဘူးတပည့်လေးဖျားရှင်ရဲ့တရားတော်တွေကိုလေ့လာပြီးတော့တပည့်လေးပြီးတော့လောကနဲ့ကားစားတာဖြစ်အောင်လောကကြီးကဘလောက်ပဲပူလောင်မှုတွေဆင်းရဲဒုက္ခတွေကြုံနေပဲပြောပြောကိုယ့်ဟာသူအေးချမ်းချမ်းငြင်းချမ်းချမ်းနဲ့ချမ်းချမ်းသာသာနေတော့အောင်ကိုနည်းကိုလည်းရှာရမယ် အရှာတဲ့အခါမှာဒီတရားတွေမြတ်စွာဘုရားရဲ့တရားတွေလည်းအများကြီးရှိတယ်။ကိုယ်နဲ့တင့်နေရောလျှောက်ပတ်တဲ့ဟာကိုရွေးယူပြီးတော့အတက်နိုင်ဆုံးအလေးချင်းတစ်ခုဝါဒနာတစ်ခုဒီနဲ့လုံဆောင်တာရမယ်။ဒါမှလောကမှာရှိတဲ့ဆင်းရဲဒုက္ခတွေလောကထဲနေကြုံလာလို့ရှိရင်မိမိတို့ကအကောင်းဆုံးဆုံးဖြစ်ရှင်းနိုင်မှာဖြစ်တယ်။အဲ့တော့အခုဒီပရဘဝတုတ်တံကသူ့ရဲ့လမ်းစဉ်ကဒီဆင်းရဲဒုက္ခတွေပျက်စီးခြင်းတွေဆေးရုပ်ခြင်းတွေဒီဥတီလာနိုင်တဲ့အရာတွေပေါ့နော် မ်းကြောင်းတွေပြတာပေါ့နော်အဲ့တော့လက်သားကပထမတက္ကရာနဲ့ဗာမေရတယ်ဆိုတော့ပရာဘဝန္တံပုရိတံမယံပု္ပ္ပာမခေါတ္တမဘဂဝန္တံပုထုမာကမကိံပရာဘဝတမုခံတဲ့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတဲ့နော်ပျက်စီးဆဲ့ယုတ်ခြင်းပျက်စီးဆဲ့ယုတ်နေတဲ့ပုဂ္ဂိုလ်တွေဒီပုဂ္ဂိုလ်ပျက်စီးဆဲ့ယုတ်ခြင်းရဲ့အကြောင်းတွေကိုတပည့်တော်အနေနဲ့မေချောက်ခွင့်ပြုပါဗျာလို့စာဆုံးခွင့်ပါတာပေါ့လေခွင့်တော်ဖတ်တာတောင်းပန်တာ တော့တောင်းပန်ပြီးတော့စပြီးမေးရယ်နော်မေးရပထမဆုံးမေးရအမေကိုထိုက်ပါတော့အဲ့ပထမဆုံးမေးတဲ့အမေရဟာကိုမြတ်စွာဘုရားကဘလို့ဖြေရှင်းပေးတယ်ဆိုတော့သူဇာနောဘဝဟောတိသူဇာနောပราဘောတဲ့ဓမ္မကံဘောဘဝဟောတိဓမ္မတိတိပราဘောဆိုပြီးတော့ပထမဆုံးပျက်စီးဆုပ်ခြင်းစိရဒုက္ခရောက်ရခြင်းရဲ့လမ်းစားကဘာလဲလို့မေးတော့မြတ်စွာဘုရားကပထမတကားနဲ့ဖြေပေးလိုက်တယ်အဲ့ဒါဘာလဲဆိုတော့ တွေးစားတော့ဘဝဟောတည်တယ်။ချမ်းသာကြည်ဝတ်တို့တဲ့ခြင်းရဲ့လမ်းစဉ်ကိုလည်းကောင်းမွန်စွာသိနိုင်နေတဲ့။တွေးစားတော့ပရာဘောတဲ့။ဆင်းရဲဒုက္ခရောက်ရခြင်းရဲ့ပျက်စီးဆုံးရခြင်းရဲ့လမ်းတွေကိုလည်းကောင်းမွန်စွာသိနိုင်ကြပါလေတဲ့။မပါလဲဆိုတော့အိမ်မှာမြတ်စွာဘုရားအဖြေပေးလိုက်တယ်။ဆိုတာကကြည်ဝတ်တို့တဲ့ခြင်းရဲ့လမ်းတွေလည်းလေကူစွာသိနိုင်ရသိနိုင်နေပေါ့နော်။ဆေယုတ်ပြည့်စည်ခြင်းရဲ့အကြောင်းတွေလေကူစွာသိနိုင်နေဟုတ်တယ်ဒါလောကမှာမိမိတို့အနေနဲ့ကြည်လို့ရှိရင် မြင်နိုင်တယ်ဟုတ်တယ်မလားမြင်နိုင်တယ်ထင်သာမြင်သာရှိကိုကိုကိုဘေးပဲဝင်ကျင်မှာဒီဟာကြီးတွေ့နေတာပဲဒါပေမဲ့အဲ့ဒါကြီးကိုပြည့်စုံရုပ်တာတွေချမ်းသာတွေတွေ့တွေ့နေရတော့လေပဲမြတ်စွာဘုရားကအကြောင်းတရားကိုအဓိကဟောတယ်အကြောင်းတရားဘာလဲဆိုတော့ဓမ္မကာမောဘဝဟောတိအနံပါတ်၁ပဲပေါ့နော်ဓမ္မကာမောဘဝဟောတိသူစိတ်တရားကိုလိုလားနေတဲ့ပုဂ္ဂိုလ်သူစိတ်တရားတွေကိုကျင့်ကြံနေတဲ့ပုဂ္ဂိုလ် တကယ်ဓမ္မကိုဓမ္မနဲ့တူအောင်ကျင့်ကြံနေတဲ့ပုဂ္ဂိုလ်တွေဟာជីវတုတ္တမပဲတဲ့နော်အဲ့မှာជីវတုတ္တကိုလည်းပါပြချပလိုက်တယ်နော်မိမိတို့အနေနဲ့စီဝါရီလုပ်တဲ့ဘက်မှာလည်းမမှန်ကန်ကန်စီဝါရီလုပ်ဖို့လိုအပ်တယ်မမှန်ကန်ကန်စီဝါရီလုပ်မှပဲရည်ရှည်မှာဒီစီဝါရီကဒီတက်မမှန်ကန်စီဝါရီနဲ့လုပ်လာလို့ရှိရင်ခဏတော့ជីវတုတ္တတာလေးကိုယ့်ရဲ့သဝင်ချင်းမှာမြင်ကောင်းမြင်နေရမယ်ပေါ့လေဒါပေမဲ့ဒါကစီဝါဥစ္စာတုတ်တက်ပြီမဲ့ ကိုယ့်ရဲ့စိတ်နေစိတ်ထားမှာတိုးတက်သွားမှာမဟုတ်ဘူးဟုတ်တယ်မလားအဲ့တော့ပြောရင်တော့တက်ရှိနေတက်မဲ့ပေါ့နော်တက်မဲ့တွေကမမမကန်တော့တိုးတက်တာတွေရှိရှိနိုင်တယ်ပစ္စည်းဥစ္စာတွေရှိနိုင်တယ်ဒါပေမဲ့ကိုယ့်ဘက်ကတရားဆွယုံတော်တယ်တည်းကိုကျင်တရားဆွယုံတော်တယ်တည်းအဲ့ဒီမြတ်စွာဘုရားကဒီမှာဓမ္မကံမောဘဝဟောဒီပြောတယ်သူစရိုက်တရားမမကန်ကန်ကြည်ကြံကျုပ်ကိုအထုတ်တဲ့ပုဂ္ဂိုလ်ဟာအကြီးဝတ်တိုးတက်မှာဖြစ်ပါတယ်တဲ့အဲ့တော့ဆွယုံတဲ့ရဘာလဲဆိုတော့ဓမ္မတည်တည်ပရာ ဒုစရိုက်တရားတွေဒုစရိုက်တရားတွေကိုကျင့်နေတဲ့ပုဂ္ဂိုလ်ကြီးမမမကန်လုပ်တဲ့ပုဂ္ဂိုလ်ကြီးပေါ့နော်စီဝါရေးလို့ရစီဝါရေးပေါ့စီဝါရေးနဲ့ပတ်သက်လို့ရှိရင်မမမကန်လုပ်တဲ့ပုဂ္ဂိုလ်ကြီးဒီပုဂ္ဂိုလ်ကြီးဟာလေမမမကန်လုပ်ပြီဆိုလို့ရှိရင်ဒီပလန်နေပြီးတော့ပျက်စီးဆွေးရုပ်ခြင်းရဲ့လမ်းစားပဲတဲ့နော်အဲ့တော့မိမိတို့အနေနဲ့စဉ်းစားရတော့ပါပေါ့ကိုယ်ကိုမမမကန်ကြီးပွားတိုးတက်ခြင်းလားကိုယ်ကိုဆွေးရုပ်ပျက်စီးတဲ့လမ်းခြင်းကိုပွားခြင်းလား အဲ့မှာမြတ်စွာဘုရားချပြတယ်နော်ဓမ္မကောင်မဘုံဟုတ်ဒီဓမ္မတည်းဒီပရဘောတဲ့နော်ဒီမိတို့ကိုယ်တိုင်ပမာကံကံကြိုးစားကြမယ်ပမာကံလုပ်ကြမယ်ဆိုရင်ဒါជីវဝတ္ထုတည်းရဲ့လမ်းမှာမယ်လမ်းကြောင်းမယ်အဲ့အဲ့လိုမှမဟုတ်ဘူးပမာကံမလုပ်ကြဘူးဒုစိုက်တရားတွေလည်းပဲလုပ်နေကြတယ်ဆိုရင်တော့အဲ့ဒုစိုက်တရားတွေရဲ့မိမိစီဝါလာရဲ့ជីវဝတ္ထုတည်းရဲ့ပျက်စီးခြင်းရဲ့လမ်းစာဖြစ်သွားလိမ့်မယ်နော် ။ဒီပရာဖုမတုတ်တယ်မှာမြတ်စွာဘုရားမြတ်သားရဲ့အမေးကိုဒီနံပါတ်တစ်ခုနဲ့ပြင်ပြပေးတယ်။နောက်ဒုတိယတစ်ခုထပ်မေးတယ်။ဒုတိယဘာမေးလဲဆိုတော့အဒုတိယတစ်ခုကိုမြတ်စွာဘုရားဖြေတာပေါ့။ဖြေတဲ့ချိန်မှာဘာကဂါရာလေးနဲ့ဖြေတယ်ပေါ့လေ။အတန်တတပိယဟွန်တိတန်ဒီနာကုရုတိပိယံအတ္တန္တမရောစီတိတံပရာဘဝတော်မူခံဆိုပြီးတော့ဘုရားရှင်ကလက်သားရဲ့ဒုတိယမေဝံဖြစ်တဲ့ဟာကိုပျက်စီးဆုံးယုတ်ခြင်းရဲ့လမ်းစလမ်းကြောင်းပါလေလို့ပြီးတော့ ဘုရားရှင်ကဒုတိယလမ်းကူချပြတယ်အဲဘာလဲဆိုတော့အတ္တတ္တပိယဟူတိတဲ့နော်လောကမှာမတူတော်ပုဂ္ဂိုလ်တွေလူစိုးလူမိုက်တွေပြောရှင်တော့အထာမှာလုပ်နေတဲ့ပုဂ္ဂိုလ်တွေကိုမိမိတို့ကိုယ်တိုင်ကလူလာနေတတ်နေကြပြီကျင့်နေတတ်နေကြပြီအာဘေအာမြောက်ပြုနေပြီဆိုလို့ရှိရင်အဲ့ဒါပျက်စီးဆိုးခြင်းရဲ့လမ်းစာပဲတဲ့ကိုယ်ကိုမေးရမှာဟုတ်တယ်မလားဘုရားရှင်ရဲ့ဟာတွေကကိုယ်ကိုမေးခွန်းထုတ်ပြီးတော့ကိုယ်ကိုအဖြေရှာဖို့ ဒီလမ်းနေပေးတာဖြစ်ပါတယ်အဲအတန်တတပြည်ရာဟုတ်နေဆိုတဲ့ပဲမိမိတို့ကိုယ်တိုင်မကောင်းတဲ့ဟာတွေကိုကျင့်တတ်နေပြီစိတ်နှစ်သက်နေပြီမကောင်းတဲ့ပုံကိုယ်တွေကိုမကောင်းတဲ့ပုံကိုယ်တွေရဲ့လုံရက်တွေကိုကြိုက်နေပြီအပြေအမြောက်ပြုတ်နေနေဆိုရင်အဲ့ဒါကဘုရားရှင်ကပျက်စီးဆုတ်ယုတ်ခြင်းရဲ့ဒါသာပဲတဲ့နော်နောက်တန်ဒီနာကုရုတီပြည်ရာအပြန်အမြောက်ပြောတာပေါ့နော်လူတော်လူကောင်းနေသူတော်ကောင်းနေရဲ့လုံရက်တွေကိုနော်မိမိကနေပြီးတော့ ချိန်တက်တဲ့အမှုရာကိုမပြဘူး။နော်အဘိအားမပြဘူး။နော်လေကတာတာဖို့မထားဘူး။ပြောရင်တော့ဒီလောကဆိုလို့ရှိရင်တော့အလုပ်ကျိုးစားတဲ့ပုံကလေးကိုလူရမတွန်းတာပေါ့။ဟုတ်တယ်မလား။အလုပ်ကျိုးစားတဲ့ပုံကလေးကိုလူရမတွန်းဘူးဆိုလို့ရှိရင်လည်းအတိမတ်မပြဘူးဆိုလို့ရှိရင်လည်းဘုရားရှင်ကဒါဆွေရောပြည့်စည်ခြင်းရဲ့လမ်းစာပဲ။ဘလောက်ပဲစီဝါဥစ္စာတွေတိုးတက်တယ်ပဲပြောပြရရနော်။ကိုယ်မှာစီဝါဥစ္စာတွေရှိတယ်ပဲပြောပြ။ကိုယ်တို့ကနော်။အမှန်ဝန်ထမ်းတွေရှိမယ်လူသမားတွေရှိမယ် အဲ့ပုဂ္ဂိုလ်ကစူးစမ်းအထုတ်ပေးတာကိုပြီးတော့အလုံးရှင်နေနေနဲ့ခေါင်းဆောင်နေနဲ့အတိမတ်ပြုဘူးဆိုလို့ရှိရင်အဲ့ဒါကသူ့ပစ္စည်းချင်းလာစားဖြစ်ပါလေတဲ့ဘုရားရှင်ဒါလေးနဲ့တို့တယ်ဟုတ်တယ်မလားလူလောကမှာတစ်ခါတစ်ခါတည်းလူရမတွန်းတာလေပုရုဇဉ်လူသားတွေကိုဘိုးတော်ခံမြင်သိဖြစ်တတ်တယ်။ငါတော့သူ့ကလုံပြီးနေတာ။ तू ကငါလုံတာကိုအတိမတ်မပြုဘူး။ဟုတ်တယ်မလား။နော်။ငါလုံတာကိုအရင်မထားဘူး။အဲ့လိုနေစိတ်တွေဝင်သွားပြီဆိုတာနဲ့အဲ့ဒါ မိမိရဲ့စီးပွားလုပ်ငန်းတွေတည်းဆွေရပျက်စီးခြင်းရဲ့လမ်းစာဖြစ်သွားတယ်။နော်နောက်မိမိရဲ့လူမှုပတ်ဝန်းကျင်လူလောကလူဆက်ဆံရေးတွေပျက်စီးဆွေရခြင်းလမ်းစာဖြစ်သွားတယ်။ဖြစ်ချင်အချပြရတာနော်။မိမိတို့အနေနဲ့အလုပ်ရှင်တွေဖြစ်တယ်ဆိုလို့ရှိရင်အောက်လောက်နေသားတွေအလုပ်တွေကြိုးစားရဆိုရင်အတိမဲ့ပြူပေးကြဖို့လိုတယ်။နော်။အကုန်ပြူပေးကြဖို့လိုတယ်။နော်။ဖျားရှင်အချပြရတာနော်။နော်အတ္တဒံဓမ္မရောစီတိဆို။နော်။ဒီမတူတော်တွေတုံးနေ ဒီမသူတော်တွေလူစိုးလူမိုက်တွေရဲ့သူတို့ရဲ့လုံရက်တွေအပင်းအမြောက်ပြုနေသူတို့စကားတွေကိုလက်ခံနေကြိုက်နေတတ်တယ်ပေါ့အဲ့လိုပါလေပြည်သူစိုးစိုးကြီးရဲ့လမ်းစားပဲဒါလူလောကမှာဆိုရင်စီဝါရေးအတိုင်းပိုင်းမှာလည်းရှိရကြတယ်ဒါတွေကြောက်တွန်းတာပေါ့သူ့ဘော်သူကြောက်တွန်းတာသူနဲ့ကိုယ်နဲ့မတည့်ဘူးသူ့ကိုမကြည့်ဘူးသူ့အလုပ်ပြုစီခြင်းတယ်အဲ့လိုဆိုရင်သူမကောင်းကြောင်းတွေသွားပြောတယ်သူ့ကိုချောင်းချတာလည်းရှိကြကြတယ်ဟုတ်တယ်မလားအဲ့ဒါကိုမိမိတို့တွေလည်းအလုပ်ရှင်တွေနဲ့ဒါတွေကိုတရားမလေးလာဘူးသူစူးစမ်းပေးနေတယ် အဲ့ကြောက်ကြတဲ့ဇကားလေးကိုလက်ခံလိုက်ပြီးတော့လက်ခံလိုက်ပြီးသွားလို့ရှိရင်အဲ့ဒါကလေပြည်စိုးကိုကြည့်ရင်တန်းစားပဲနော်ဒါလေးတွေတည်ထားရမယ်ကြလားအလုပ်လုပ်ငန်းကိစ္စတွေမှာဒီဟာတွေကြုံလက်ကြတယ်မကြုံလက်ကြတော့ဖခင်ကနတ်သားရဲ့အမိကိုဖြီးပေးတာတကယ်တော့စဉ်းစားကြည့်တော့နတ်သားကမေးကြတကယ်တော့ဒါလေးဟာလူ့ဘဝမှာကြုံနေတဲ့အရာတွေပဲဟုတ်တယ်မလားနော်အဲ့တော့ဒီကာရာမှာဖခင်ရဲ့ဒုတိယအဖြစ်ပေါ့လေ ်ငါသားရဲ့ဒုတိယမိဘကိုဖြေရပါမယ်ဒါလည်းဒီထဲမှာရှိရနော်ကောင်းတဲ့ပုံကလေးကိုလူရသွန်းဖို့အတိမတ်ပြုဖို့နော်မကောင်းတဲ့ပုံကလေးကိုလည်းတစ်ဖက်တစ်လမ်းနေပြီးတော့လူရမသွန်းမိအောင်နော်လူရမသွန်းမိအောင်ဆိုတဲ့သူတို့ရဲ့လုံရက်တွေကိုကျင့်ရသဘောမကျမိအောင်ကိုကတက်နေဆုံးစောထင်းပြရမယ်နော်အမကေပါနော်နံပါတ်3နတ်သားကမေးတယ်နံပါတ်3မိခွန်းကိုမြတ်စွာဘုရားကဂါရတုံးနဲ့ပြင်ပြတယ်ဘာလဲဆိုတော့နေတာတီတီတပါတီတီအနုထတာစာယောနရောတဲ့ အလတောခောဓပညာတော်တံပရာဘဝတော်မူခံဆိုပြီးတော့ဒီသုံးခုမြောက်မိခွင့်ရဲ့အဖြစ်ပေါ့အဲ့ဘာလဲဆိုတော့နေတာတည်တည်ဆိုတာနော်ဦးတို့ဒီပြင်းကြီးရေလိုပဲပြောပြောပေါ့နော်အဲတခုတခုဆိုရင်အလုံးလောက်မှာပြင်းတာဟုတ်တယ်မလားလောက်ခိုင်းပြီဆိုရင်လုတ်ပြီးအောင်မလုပ်ဘူးတက်တက်ရက်ရက်မလုပ်ဘူးချောင်းခိုးတယ်ဘယ်လိုရှိကြတယ်ဟုတ်တယ်မလားအဲ့ဒါလေဘုရားရှင်ကစိုးပျက်စီးခြင်းရဲ့လမ်းစာပဲတဲ့ မိမိတို့ရဲ့လုပ်ငန်းတွေမှာဒီလိုပုံပုံတွေပါနေတဲ့တိထားလေးပဲကျေတော့ဂျုံဖို့အိတ်တာဟုတ်တယ်မလားဒါနေတာတည်ကြီးဆိုတော့ဂျုံထုတ်အိတ်တာပြောတာပဲနော်အပြင်းကြီးတဲ့ပုံပုံတွေလေလောက်လေးရှိရအလုပ်သမားအလုပ်ရှင်မရှိတော့ဘူးခေါင်းဆောင်မရှိတော့ဆိုရင်ဘယ်နာဂျုံထုတ်အိတ်ရမလဲဆိုဟုတ်တယ်မလားအဲကိုယ့်ရဲ့လုပ်ငန်းထဲမှာအဲ့လိုပုံကူတွေပါနေလို့ရှိရင်လေအဲ့ဒါတစ်ပတ်လမ်းနေပြီးဘုရားရှင်ကအဲ့လုပ်ငန်းအဲ့မိသားစုပဲပြောပြောပေါ့နော်အဲ့ဒါစိုးပစ္စည်းချင်းလမ်းစားပဲတဲ့ အဲ့ဒါလေးကိုကိုသတိထားရမယ်ကိုကိုတိုင်းဂျောင်းထိုးအိတ်တဲ့အကျင့်ပါနေတယ်ပေါ့နော်အလုံးလုံးနေတဲ့အချိန်မှာဂျောင်းထိုးအိတ်တဲ့အကျင့်ပါလို့လို့ရှိရင်ကိုစဉ်းစားမှာငါဒီလိုလုပ်ချင်းဟာငါကလည်းငါဆွေရုပ်ပစ္စည်းချင်းရဲ့တန်းဂျောင်းကိုငါရွေးသလိုဖြစ်သလိုငါလုပ်နေတဲ့လုပ်ငန်းကိစ္စကြီးလို့လေဒီလုပ်ငန်းကြီးလေဆွေရုပ်ပစ္စည်းချင်းရဲ့တန်းဂျောင်းကိုငါလုပ်နေတာဖြစ်တယ်ဆိုပြီးတော့ကိုကိုစဉ်းစားလိုက်တော့အဲ့ဒီစဉ်းစားရင်ကိုကိုသူပြင်ရမှာဖြစ်တယ်အဲ့ဒါကတဘာတီတီဆိုတာအပြောပန်းမမောတာပေါ့ နော်အပျော်ပါမမောတာအဲ့အပျော်ပါမမောခြင်းရတယ်စိုးပစ္စည်းချင်းလမ်းစားမယ်ဟုတ်တယ်ဗလားနော်ဒါလည်းဒီတားရတယ်ဒီကိမာဆိုရင် အပျော်ပါတွေတာကြီးလူလောကမှာဖန်တီးထားတာဟုတ်တယ်မလားမမြင်ခြင်းအစိုးမကြားခြင်းအစိုးကိုရှေ့မှာရောက်နေတာကိုနားထဲမှာကြားနေတာလေပေါ့အဲ့အပျော်ပါပစ္စည်းအပျော်ပါကိုတာကြီးဒီလိုက်စားတာငွေလျော်တာဖြစ်သွားလို့ရှင်လေဒါကလည်းပစ္စည်းစိုးခြင်းလမ်းစားမယ်ဒီကိတော့ပြောလို့ရှင်တော့အနည်းငယ်မှာပါကြီးလည်းဖုံးရှိတယ်ဟုတ်တယ်မလား နော်အလုပ်လုပ်ကန်တာလုပ်နေတယ်လုပ်ရှင်မသိအောင်ဖုံးခိုးသုံးတာလေရှိတတ်ကြတယ်ဗျာအဲ့လိုရှိကြပြီဒါသတိထားရပါနော်သူစည်းကမ်းသူ့ဘောင်ဝင်အောင်လုပ်ကြရပါပေါ့အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ဖုံးနေခိုးသုံးတယ်ဆိုတာဟာရှိလာလို့ရှိနေဒါလေဘယ်တော့နေပြီးတော့ဒီဘဝဉာဏ်ဒီလုပ်ငန်းဆိုင်ရာမှာပြည့်စုံခြင်းလမ်းစာဖြစ်တယ်ဗျာနော်ဒါကဘုရားအလုံးသမားပဲဖြစ်ဖြစ်ကိုယ်တိုင်အလုံးရှင်ပဲဖြစ်ဖြစ်နေဒီဟာလေးတွေတတိပြုရမယ်။အဲအနုဒတာစာယောနရောဆိုတာကျိုးစားအထုမှုမရှိတာပေါ့ အကိုတိုင်းစိတ်ပါဝင်စားကြိုးစားအထုတ်မှုမရှိဘူးအလုပ်ကိုစိတ်မဝင်စားဘူးအဲ့လိုပုံကိုယ်ပါနေလို့ရှိရင်လည်းအဲ့လိုမှမဆိုးပစ္စည်းချင်းရဲ့ဓာတ်ဆောက်ရောက်နေတာပဲဒါဆိုးပစ္စည်းချင်းရဲ့ဓာတ်ဆောက်ကိုသွားယူဆုံးတော့ကြီးပွားတိုးတက်ခြင်းဟာဝေးသွားပြီပဲဟုတ်တယ်မလားဒီဒီယာလေးနဲ့မိမိတို့ကိုယ်တိုင်စဉ်းစားရမယ်မိမိတို့ကလုံအားကိစ္စလုပ်တဲ့အခါမတက်တက်ကြောကြမလုပ်ဘူးမစိတ်ဝင်တစားမလုပ်ဘူးဆိုလို့ရှိရင်ကြိုးစားအထုတ်မှုမရှိလို့ရှိရင်ဆိုးပစ္စည်းရတယ်တဲ့ဘုရားရှင်ကအခုကိုမြင်ကြည့်လိုက်ပေါ့ ကြီးဝတ်တွေ့ချင်တာဆိုးရချင်တာမေးကြည့်တယ်ကြီးဝတ်တွေ့ချင်တာဆိုးချင်တာကြီးဝတ်တွေ့ချင်တယ်ဆိုရင်ဆိုးချင်ရဲ့လမ်းစဉ်တွေကိုတက်နေလို့ရှောင်ချင်ရမှာဘာလို့အလတ်တော်ကောထပညာလို့အလတ်တော်ဆိုပြင်းကြီးတာပြောလို့မပြင်းနဲ့ကိုယ့်ရဲ့လုံမကိစ္စတွေထဲမှာပြင်းတဲ့ပုံစံတွေပါနေဆိုလို့ရှိရင်လည်းအသွားယူပဲအဲ့အပြင်းတက်ကကူးရတယ်တော့ဟုတ်တယ်မလားစူးစမ်းအထောက်အမှုတက်ကတာသိမကူးချင်တာပြင်းတဲ့တက်ကကူးရကြတယ်သူကအိတ်နေပြီဆိုရင်သူကအိတ်နေငါလည်းအိတ်မယ်ပေါ့ဟုတ်တယ်မလားအဲ့တော့ထွန်းချောင်းကြည့်ကြကြပါဘောအလုပ်ရမှာ ဟာသူသူအိတ်နေတာအလို့ရှင်ဘာမျိုးဘာကြီးလွတ်ထားတာငါလဲငါလဲဆိုလို့ဟောအဲ့လိုငါလဲငါလဲနဲ့အလို့သမား၁၀ရောက်ရှင်အိတ်၁၀ရောက်တော့အိတ်အပြစ်တက်ကူးသွားပါမယ်အဲ့ဒါဆိုဘလို့ဒီအလုံငန်းကြီးကြီးဝတ်တို့တက်တော့ပါလေကြီးဝတ်မတက်တော့ဆိုရင်ဘုရားရှင်ပြောတဲ့အတိုင်းပဲဆိုးပျက်စီးခြင်းရဲ့လမ်းကြောင်းကိုရောက်သွားတာပဲနော်အဲ့ဒါလည်းတို့တယ်နော်အခုကဂေါထပညာတော့ဆိုဒေါသကြီးတာနော်စိတ်ဆိုးဒေါသကြီးတဲ့ပုဂ္ဂိုလ်ဒါကဒီမှာကျတော့ဘုနော်အလို့ရှင်နေပို့တိထားရတယ် အလုသမားနဲ့အလုရှင်မှာအလုရှင်ကစေစိုးဒေါသကြီးရဆိုလို့ရှိရင်လေအဲ့ဒါကအဲ့လုံကကိစ္စတွေကစိုးပြစီခြင်းရလည်းဖြစ်သွားတတ်တယ်။ဘာကြောင့်လဲဆိုတော့အလုရှင်ကဒေါသကြီးလို့ရှိရင်အလုသမားတွေမပြောဘူး။ဟုတ်တယ်မလား။ငေါ့မယ်ဆူမယ်ပါကြ။ဟာငါလုံနေလဲငေါ့နေရပဲ။မလုံနေငေါ့နေရပဲ။အဲ့တော့လုံနေလဲငေါ့နေမှာတော့အထူးကမလုံတော့ဘူး။ဟုတ်တယ်မလား။မလုံမလုံတဲ့ပုဂ္ဂိုလ်လည်းငေါ့တယ်။လုံနေတော့လည်းငေါ့တယ်။အဲ့တော့လုံတဲ့ပုဂ္ဂိုလ်ကဘာဖြစ်လဲဆိုတော့အဲ့တော့မလုံနေငေါ့တယ်လုံနေရပါတော့မထူးတော့ဘူးလေ။အဲ့တော့မလုံတော့ဘူးပေါ့။ ပြီးတော့မလုပ်ဘဲနဲ့အပေါက်ခံလိုက်မယ်ဆိုတော့အလိုဖြစ်သွားရေးသွားတယ်။အဲ့ဒါကျတော့ဒီကောဒပညာတော့အမျက်တော်တော်ကြီးတဲ့ပုံကိုယ်ကြီးစိတ်ဆိုးလွယ်တဲ့ပုံကိုယ်ကြီးပေါ့။ကိုယ့်ရဲ့လုပ်ငန်းထဲမှာကိုယ့်ရဲ့တိုင်ဝန်ထဲမှာပါနေလို့ရှိရင်ဒါသတိထားရရှိတယ်။အဲ့အဲ့မှာကျတော့အလုရှင်ကပုံသတိထားရတယ်။ဟုတ်တယ်မလား။အလုရှင်ကဒေါသကြီးတဲ့စိတ်ဆိုးလွယ်တယ်ဆိုရင်အဲ့အောက်ကအလုသမားတွေမပြောတော့ဘူး။မပြောတော့ဘူးဆိုမှတော့ကိုယ့်ရဲ့လုပ်ငန်းဟာကိုယ့်တယောက်ထဲနဲ့ရုံးကန်လို့ရှာနေရတယ်မဟုတ်ဘူးလေ။ကိုကခေါင်းဆောင်တာဖြစ်တာပေါ့။ခေါင်းဆောင်တာအဓိကထိကျောင်းစီမံ ခံခွဲပြရတာရှိတယ်။ကိုယ်တိုင်တိတ်ဝန်လုံးစရာမလုပ်ဘူး။နော်။တကယ်လို့မှာကိုယ့်အောက်ကလောက်လက်သားတွေလုပ်။အဲလောက်လက်သားတွေကိုတူတူရှင်လုံးလုပ်ဖို့အတွက်ကျတော့ကိုယ်ကနေပြီးတော့တတ်နိုင်ဆုံးဒေါသတွေဖြေရှုံးဖို့လိုတယ်။အဲ့လိုမှမဟုတ်လို့ရှင်တော့ကိုယ့်ရဲ့လောကကိစ္စတွေဆွေးယူသွားနိုင်တယ်။ကိုယ်ကကြိုးစားတော့မှာကိုယ့်ရဲ့လောက်တွေကကိုကြိုးရတာမလိုက်နိုင်ဘူး။ဟုတ်တယ်မလား။ကန့်လိုက်လိုက်နိုင်တယ်။ဒါတည်းတိတရားရှိတယ်။အဲကြောင့်ဘုရားရှင်ကကောဓပညာလို့ဆိုတာဒီအမြဲတောသားကိုထင်ရှားပြတဲ့ပုဂ္ဂိုလ်ဒီစိတ်ဆိုးလို့ဒီပုဂ္ဂိုလ်ကလည်း ဒီပုဂ္ဂိုလ်ကြီးရှိနေလို့ရှိရင်ဒေါသစိုးပျက်စီးခြင်းလမ်းသာဖြစ်တယ်ဒါနံပါတ်3အဖြစ်ပြီးတယ်နံပါတ်4ထပ်မီးတယ်နံပါတ်4ပုဂ္ဂိုလ်ထပ်မီးတာပေါ့နော်နံပါတ်4ပုဂ္ဂိုလ်ထပ်မီးတော့မြတ်စွာဘုရားကဘာဖြစ်လဲဆိုတော့တရားတရားနဲ့တရားလာရှိတာပေါ့အဲ့နတ်သားကနံပါတ်4မိကွန်းကိုမြတ်စွာဘုရားဘာဖြစ်လဲဆိုတော့ယောမန္တရံပိတရံဝါဇိနကံကတယုပနံဘဟုတန်တော်နပရတိတံပရာဘဝတော်မူခံတဲ့ဒါပါလဲဆိုတော့လူလောကမှာတားနဲ့ တာသမီးနဲ့မိဘဆိုတော့အင်းကွာလို့ရလားမရဘူးတာသမီးရှိဆိုတော့မိဘရှိလို့ပဲဟုတ်တယ်မလားဒီမိဘကကိုယ့်ကိုဘူးတစ်ဆက်ရှိမရှိပဲဒါပဲကြွားပါမယ်မိဘတော့ရှိရသေးတာပါမိဘရှိလို့မွေးလာတာပဲဟုတ်တယ်မလားမိဘမရှိတဲ့မွေးတဲ့ဟာရောစပယ်ထဲမှာတော့ရှိတယ်တပည့်ကမွေးတာလေဆိုတော့ဒါတော့ချပါတဲ့ပုံကြီးပါနော်အဲ့တော့မိတို့နေမှာမိဘတွေရှိတယ်မိဘတွေရှိတဲ့အခါမှာမိဘတို့ငယ်စဉ်တောင်းချင်းကလေးပေါ်နေပြီးတော့ပြီးတော့အသိပညာတတ်ပညာလေးပြေးသွားအောင်ဘွဲတွေရအောင်လေမိဘတွေဟာ တက်နိုင်လို့ပန်ပိုးလာကြတာဟုတ်တယ်မလားဟောအဲ့တော့မိတို့ဘောစဉ်းစားကြည့်လိုက်ပေါ့မိမိတို့ဟိုဒီပညာတက်ပညာတွေပြေးသွားတော့ဘယ်အရွယ်ကြီးမိဘတွေပန်ပိုးပြလိုက်တာလဲအနည်းဆုံးတော့ဥစ္စာထင်တယ်20တောင်းကြီးတို့ပန်ပိုးမယ်ထင်တယ်ဟုတ်တယ်မလားအနည်းဆုံးအဲ့တော့ဒီလိုဒေါက်တာတွေဘာညာပွဲလို့ရှိရင်ဥစ္စာထင်တယ်25လောက်ယူသွားပါမယ်အဲ့တော့25နှစ်လောက်ထိတွေ့ကြရလို့ရှိရင်ဒါကိုဘောကိုမိဘတွေအစားအရာပန်ပိုးလာတာပေါ့အတက်နိုင်ဆုံးလူတွေသိမရှိအောင်ပန်ပိုးလာရတယ်အဲ့ဒါတွေကို ်ဆိုပြီးမှကအဲ့မိဘတွေကိုယ်ပန်ပူရင်းပန်ပူရင်းနဲ့သူတို့အသက်ရွယ်ရယ်50လောက်ရောက်သွားပြီ60လောက်ရောက်သွားရောက်တယ်မလားအဲ့တော့အိုမင်းအိုမင်းချင်းရောတဲ့အရွယ်ရောက်လာပြီအနာရောဂါတွေများလာတဲ့အရွယ်ရောက်သွားပြီအဲ့ကြောင့်တဲ့အခါမှာမိမိတို့မှာအဲ့မိဘတွေကိုပြန်ပြီးတော့ပြုစုမဆောင်ရှောက်လို့ရှိရင်လေဖះရှင်ကပြည့်စုံရခြင်းရဲ့လမ်းသားပဲတော့ဒါလေးတတိကြားမှာမိမိတို့မှာမိဘတွေတရှိတရှိရှိနေလို့ရှိရင်ဖះရှင်က အတက်နိုင်ဆုံးပြည်သူလူကြွေးပါတဲ့ထောက်ပံ့မဖို့ပါတဲ့အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်အဲ့ဒါမှပြည်စိုးခြင်းလမ်းစာဖြစ်သွားတယ်တဲ့နော်တချို့ဆိုရင်မိဘရှိတော့မှရှိရပါမယ်မသိဘူးမိဘမရှိတော့ကြပါအာကိုကမှတခုရရဟာသွားလို့ဖြစ်သွားတာဟုတ်တယ်မလားအဲ့တော့မိမိတို့အနေနဲ့မိဘတွေထင်ရှားရှိနေလို့ရှိရင်အတက်နိုင်ဆုံးမိတို့စွန့်နိုင်တော့ပြည်သူလူကြွေးချလို့လိုအပ်တယ်ဆိုတော့ဘုရားရှင်တွေကဒါချပြတယ်ဗျာဘုရားရှင်ဆင်းရဲကြည့်လို့ရှိရင်ဒါလူဘဝရဲ့ လူနေမှုစုဇေယတခုကိုဖျားရှင်ပြောတာနော်မိဘနဲ့တာပြီးအဆင်ပြေအောင်လို့နော်အေးဘုရားဒါမိဘတွေကိုမလုပ်ပြေးလို့ရှင်လေအပြင်းဆိုးခြင်းဒါသာဖြစ်တဲ့ကြလားနော်ဒါလေးလည်းမိမိတို့အနေနဲ့သတိထားရမယ်နော်နံပါတ်5မေးခွန်းအဖြစ်တစ်ခုရှိတယ်ဘာလဲဆိုတော့နံပါတ်5မေးခွန်းကိုဖျားရှင်ပါလဲဆိုတော့ယောပြေမနာတမနာဝါအညာဝါပိဝနိဗ္ဗကံဘုဒ္ဓဝါဒိနာဝင်စေတိတံပရာဘောတော်မူခံလိညာပြောတာနော်လိညာပြောတာလည်းဘုရားရှင်က ပြုစုစစ်ကြီးရဲ့လာစားပဲတဲ့ရုပ်ဆောင်အစိုးတောင်းတဲ့တရောင်းသားတော့မလိမ္မာနဲ့တဲ့အနော်တောင်းတဲ့တရောင်းသားတော့မလိမ္မာနဲ့နော်မလိမ္မိစီပဲပေါ့ဒီတောင်းတဲ့တရောင်းသားတော့လိမ်လိုက်လို့ရှိရင်အဲ့လိမ်ချင်းဟာဘုရားစကားလက်ပတ်တဲ့စကားဖြစ်သွားလို့မလို့အဲ့ဒါအခုပျက်စီးဆိုးခြင်းလမ်းစာကိုရွေးရဖြစ်သွားတယ်ဟုတ်တယ်လိမ်လိုက်ပြီဆိုရင်ဒီလိမ်နဲ့ဘုသူမယုံမယုံလို့ရှိရင်နောက်ဆက်တွေဘာမှလုပ်လို့စမပြေတော့ဟုတ်တယ်မလားနော်အဲ့တော့ဒီဖျားရှင်က ဒီနံပါတ်5မိဘွယ်ကိုအဲ့လိုဖြည့်ထားတယ်။ဒီအားလုံးလည်းအဲ့လိုတည်ထားရမယ်။လူမှုသားစကားပြောတိုင်းတော့သူကဒီကံရောက်တာတော့မဟုတ်ဘူး။အဲ့လိုရှိတယ်။နော်။ဒီကံရောက်တဲ့မှုသားစကားရှိတယ်။ကံရောက်တဲ့မှုသားစကားသူတို့ဘာအကျိုးကိုပျက်စီးစေတဲ့စိတ်ဆန္ဒ။နော်။ငါပြောလိုက်လို့ရှိရင်သူပျက်စီးသွားစေမယ်။နော်။သူစီးပွားဥစ္စာတွေဆွေးနွေးသွားစေမယ်။နော်။အဲ့လိုယူရဲရှိပြောရင်တော့အဲ့မှုသားစကားကံရောက်တယ်။အဲ့လိုမဟုတ်ဘဲနဲ့ကိုယ်တငယ်ချင်းချင်းနောက်တာပြောင်းတာလည်းပြောတာရှိတယ်မလား။ ဘုရားကပြောကြတာရှိရမလားအဲ့ဟာတော့ကံမမြောက်ဘူးတဲ့ဘာလို့ तू ကကြည်စေလို့ပြောတာနော်ကံတော့မမြောက်ဘူးဒါပေမဲ့ဘာဖြစ်သွားလဲယုံကြည်မှုတော့မေ့ပါတယ်ဟုတ်တယ်မဟုတ်လားအနည်းဆုံးတော့ယုံကြည်မှုမေ့ပါတယ်အဲ့တော့ဒီဟာလေးလေးဒါတည်ထားတာရှိတယ်အဲ့တော့တို့ဒီပရမဘောတုတ်တံမှာမြတ်စွာဘုရားကတော့လက်သားရဲ့အမီးကိုတို့ပြောလို့ဒီ25ကာတာပေါ့နော်ဦးဇင်းအခုကတော့ငါးမိဘငါးခုပဲဖြစ်လိုက်တော့တယ်နော် နေတော့၅ခုပဲဟောတော့နော်နောက်တစ်ခါကျွန်တော်ရှင်းတော့တက်ဟောတာပေါ့နော်အချိန်အနေနဲ့နေမှာဖြစ်သွားပါပြီနော်ညဥစဉ်တို့ဒီဘရာဘောတုတ်တံဒီຢာလေးကိုမိတို့အနေနဲ့ဘွာထဲမှာလိုက်နာခြင်းတော့ရမယ်နော်ကိုကကြီးဝတ်တွေ့ခြင်းတဲ့ပုံကိုဆိုရင်စိုးပျက်စီးခြင်းရဲ့လမ်းတွေကိုတိမှရမယ်ဟုတ်တယ်မလားစိုးပျက်စီးခြင်းရဲ့လမ်းတွေမတိဘဲနဲ့ကြီးဝတ်တုတ်တံပုံစံဖြစ်နိုင်တယ်နော်ဘာလို့လဲကြီးဝတ်တုတ်တံပုံဆိုရင်တကယ်စမ်းကြည့်ရဟုတ်တယ်လေဒါကောင်းတယ်ဒါမကောင်းဘူးဆိုရင် အကောင်းတာကိုရှောင်ကျင်နိုင်မှာကောင်းတာကိုအားရှိပါရှိလုပ်နိုင်မှာမဟုတ်ဘူးလားမကောင်းတာကိုသိမှကောင်းတာကိုအားရှိပါရှိလုပ်နိုင်မှာမကောင်းတာကိုမသိဘူးဆိုလို့ရှိရင်ကောင်းတာကိုအားရှိပါရှိမလုပ်နိုင်ဘူးလေမဟုတ်ဘူးလားအဲ့တော့ကိုဟာစီးပွားဥစ္စာပါတုတ်တက်ချင်တာပဲပြောပြောတက်ရှိကြမ်းပါနေချင်တာပဲပြောပြောပေါ့အဲ့တော့ဘေးထွက်ဆိုးကျိုးတွေသိရမယ်အခုဒီပရာဘောတုတ်တန်ပါလေတော့ဘေးထွက်ဆိုးကျိုးတွေပဲမိမိတို့အနေနဲ့ဒီဘေးထွက်ဆိုးကျိုးတွေသိပြီဆိုလို့ရှိရင်အပြန်အားဖြင့်ကောင်းကျိုးတွေသိမယ်ဆိုတာ သိရမှာပေါ့နော်အဲ့တော့ဒီလိုနေနဲ့အခုဒါပရာထဝသုတ်တံကိုဒါမြတ်မသားရဲ့အမေကိုမြတ်စွာဘုရားမိဖြစ်ကြတာဖြစ်ပါတယ်အဲ့ဖြစ်ကြထားတဲ့ဟာရီယာနေလို့အင်းတို့ဒီမေဝံနဘတိကနေပြီးတော့၅ခုကိုပဲအင်းတို့အချိန်အားလျော်စွာမျှဝေပေးတာပူဇော်ပေးတာဖြစ်ပါတယ်ဒါမဆက်မနှက်ပြန်ကုသလာပြီဗုဒ္ဓဒီဆိုမြတ်စွာဘုရားကိုပူဇော်သောအားဖြင့်ပရာထဝသုတ်တံကိုမိမိတို့အနေနဲ့ကိုစီကိုငှအကြံအာကြရ၏ကိုစီကိုငှလိုက်နာကျင့်သုံးနိုင်သော 不孤独，不孤喵喵，平安家把谁供得低？